မင်္ဂလာများဒီတစ်ခါကျွန်တော်တို့ညကမွန်မားတွေကိုဆက်လက်ပြီးဖတ်ပြပေးခြင်းတကတော့ဆရာမကြီးကျူကျူသိန်းဤ1980ခုနှစ်မြို့သားစာပေဆိုရဝိထုတိုစူးစိမှုစပယ်တကုံးကမိုးတပွင့်စာအုပ်ထဲမှစိတ်တစေဆိုတဲ့ဝိထုတိုလေးဖတ်ပြပေးခြင်းပါခင်ဗျာနားဆင်ပေးကြပါခင်ဗျာစိတ်တစေတဲ့ဘရောကြီးအဲ့ဒီတိပ္ပံနေမနှုတ်ပြပြပါနဲ့အတန်ဆူဆူသေးသေးတခုဒီဘက်ကပ်ဘောလာမမတိရုတ်တရက်မှုတော်မြင့်မြင့်ကြီးတုံရိပ်ပင်သွားတော်ဤ ဖြတ်ခင်းနဲ့လှည့်ကြည့်လိုက်တော့တဦးတယောက်ကိုမှမတွေ့ရသဖြင့်ကြည်စည်မွေးခြင်းထားသွား၏မနှုတ်ပါနဲ့တော်တော်ကြီးရဲ့မိတူးတို့စိုက်ထားတဲ့ပန်းမင်ကလေးတွေပါအကြံထွက်ပေါ်လာရသောတေချာကြည့်လိုက်မိသည်အလိုခြံနောက်ရှိကိုကိုပင်ကြီးနာက ပေါ်လာတဲ့တံမလားကြီးစန်းကောင်မလေးတယောက်ပါလားတော်မြင့်မြင့်ကြီးကြီးနှုတ်လွယ်စွာတည်ထဲပန်းပေများကိုဝိတုလွှင့်ပြလိုက်ပြီးနေရာမှမတ်တရက်လိုက်၏လာပေါင်းကွယ်ဘာဖြစ်လို့ဩနေရတာလဲ ကလေးမလေးကခေါင်းကိုတွေ့တဲ့အခါကသူ့နေရာတွင်ပင်ပြွေ့ရက်နေသည်သူသည်တခုခုကိုမကျေနပ်သလိုနှုတ်ခမ်းတလို့လို့ဖြင့်တွတ်တွတ်ပြောနေသည်ဘာတွေပြောနေတာလဲဒီကိုလာပါလားကလေးမကလေးသည်မတုံမလို့သူ့နေရာမှာတဖောမှာမခွာဒေါ်မင်းမကြီးသည်ပေါင်160ကျော်သောသူ့ကိုခန္ဓာဤတွတ်ဤဤတွတ်တွတ်ကြီးကိုမနှဲပင်စေရင်ကလေးမလေးရှိရသူတဖြည်းဖြည်းလျှောက်သွားမိသည်ကလေးမလေးကသူ့နေရာမှာတဖောမှာမခွာပဲဒေါ်မင်းမြင့်ကြီးတရွေ့ရွေ့ လျှောက်လာပုံကိုစိမ့်စိမ့်ပေါအောင်စိုက်ကြည့်နေလေသည်တဖြည်းဖြည်းနီလာမှကလေးမရုပ်သွင်းကိုဒေါ်မြင့်မြင့်ကြီးတဲ့ကွဲစွာမြင်ရတော့သည်ကာဝင်ညုံညုံညင်ညက်ကလေးနဲ့ဇပင်တူကလေးနဲ့အသက်ရှင်းနေခပ်ပင်ရှိပေုံမည်ဘယ်ကကလေးပါလေဒေါ်မြင့်မြင့်ကြီးစကားပြောရန်အချိန်ယူလိုက်ချိန်မှာပင်ကလေးမလေးကငှက်ကလေးတစ်ကောင်လှစ်ခနဲပြန်သွားတကယ်သူတစ်ဖက်သူလှဲ့ကာပြေးထွက်သွားတော့၏ဟဲ့နေအောင်လေလာအောင်လေကလေးမလေးကလှဲ့ရပြင်မကြည့် ရော်ရွက်ကြွေလေးတရွက်လေးပွေတွင်ပါသွားသလိုလွင့်ပြောက်သွားလေသည်။ဒေါမင်းမြင့်ကြီးသည်ကလေးမလေးပြေးသွားသည်ဟုထင်ရသည့်လမ်းဝေးကလေးကိုငေးကြည့်ရင်အမောကြီးမောကြံရစ်တော်သည်။မြင့်အမလေးဒေါမင်းကြီးသည်သူ့ရင်သူလက်နေဖိကနေရာတွင် လက်ကျသွားတော်မူခဲ့သောညှုတ်ခနဲဖြစ်သွား၏။သူ့နောက်တွင်ရက်နေသည့်ခမွန်းတဲ့ဥမမောင်ကြီးသာဖမ်းဆွဲမထားလိုက်လင်လက်ကျင်လဲကျသွားနိုင်ပေသည်။မြင့်ရဲ့ဘာဖြစ်လို့များဒီလောက်လန့်သွားရတာလဲ။ဒေါမင်းမြင့်ကြီးရုပ်တရည်စကားမပြောနိုင်။ တရေတွေခုံနေသောသူ့ရင်ကိုယ်သာဖိမြဲဖိထားရ၏ခါကြတွင်ဆင်သဖြင့်ညှက်ထားသောရင်ဝဲဆိုထားသည့်လက်ကင်ဘွားကိုလက်တစ်ဖက်ဖြင့်ဆွဲယူပြီးသုံးလေးချက်ဆင့်ရှူလိုက်ရ၏ပြီးမှဆိုးဆိုးကကလေးတယောက်ဒီနားမှာရက်ပြီးသူမြင်ခဲ့ကြခဲ့သည်များကိုခင်မွန်းတဲ့အားပြန်ပြောပြသည်ဒါမြမြင့်ရဲ့ဒီလောက်လက်နေရသလားဘာလဲမနေ့ကဟိုဘက်ခြံကတော်ဆိုးပြောတာစိတ်ထဲဆွဲနေလို့လားဦးမမောင်ကြီးပြောမှသူတရိယာကသူနှစ်ယောက်ဖက်လုံးပတ်မကားသောကုတ်ကူမင်းကြီးကိုအသာမော့ကြည့်လိုက်ပြီး ဒီကုတ်ကူပင်းကြီးမှာအဆောင်ရှိတယ်ဆိုပဲလက်ကစကားတွေကမြင့်ရဲ့ဆော့ဆော့ကကလေးမှာဆိုတာလဲဒီနတ်ပတ်ဝန်းကျင်ရက်ွက်ကကလေးဖြစ်မှာပါကဲလားအိမ်မြန်ကြဆိုမောင်လေးအလုပ်ကိစ္စတွေမပြတ်ခဲ့သေးဘူးမနေ့ဖြန်မှတခါထက်လာတာပေါ့တဲ့ဒီနေ့တော့ခင်မွန်းတယ်မှာအားဖြင့်ကောင်းမောင်သူတွေနှစ်ယောက်သားလာခဲ့ရသည်ဒီခြံရောက်၍ကောင်းမောင်သူကခြံရှင်းရန်ပေါတူးတို့ဓာတ်တို့ဆွဲ၍ခြံထဲဝင်သားသည့်တိုင်ဒေါ်မြင့်မြင့်ကြီးကားပေါ်မှာမဆင်းဖြစ်သေးပဲငြိမ်စင်းစားနေပြီသည်စင်းစားသည်ဆိုရ၌ခြားကြောင်းကမဟုတ် ဒီဂျန်ကလေးနဲ့ပတ်သက်ဒီအကြောင်းများပဲဒီဂျန်ကလေးကိုမူလပိုင်ဆိုင်သူက2ယောက်တယောက်စီကငွေ1000နဲ့ရလိုက်သည်ဂျန်တယောက်ကိုမူကြွေးရတဲ့ရရှိ၍မြင်းနဲ့နှိမ်လိုက်ခြင်းဖြစ်သည်ထို့သူမှာကလေး3ယောက်မိကတခုလက်မှာကလေးမမျှအေးပဲဘေး80ဘေး60ရှိမြေခွက်တစ်ခုကိုစုစုပေါင်းငွေ9000နဲ့နဲ့ရလိုက်၍ဒေါ်မြင့်မြင့်ကြီးတို့တွေ့သားကြက်လာပေသည်ဒီလိုတွေ့သားကြက်ရောက်ဒေါ်မြင့်မြင့်ကြီးတို့အတော်လေးဖန်တီးယူခဲ့ရသည်မဟုတ်ပါလားတရားဒီမတရားဒီကိုမူသူတို့သိရေးမထားချေနှစ်ဦးနှစ်ဖက်ကျင်းနေ၍ လောက်ကြတဲ့အလုပ်ပဲပဲပီတိဖြင့်တွေ့နေရမှ ရုပ်တွေရဲ့တွေ့တမျိုးပေါက်လာပြန်၏ဒေါ်ဆုပြောသူလိုမုတ်တာတွေရှိနေလို့များဒီနေရာကိုဒီလောက်ငွေနဲ့ထိုးပေးသွားတယ်လားမှမသိတာစောစောကမစုံစမ်းမိတာမှားတာပဲဒေါ်မြင့်မြင့်ကြီးဒီကောက်ပေါ်မှာအသာစင်းကခြံကလေးရှိတွင်ရက်နေချင်းစဉ်းစားနေသည်တဲကုတ်ကလေးကိုဖျက်ပြစ်လိုက်ရင် ကောင်းမယ်ပြီးတော့ကိုကိုပင်ကြီးကိုလည်းလှည့်ပြစ်လိုက်ဦးမှမျက်တွေကလည်းအတော့ကိုရှင့်ယူရအောင်မှဒီတွေ့ပြင်ခြံထဲသို့တွေ့ရောက်လာခဲ့သည် ကောင်းမောင်းသူမောင်ထွေးသည်ပေါပြတလဲဖြင့်မြတ်မြတ်ကိုရှင်းနေရမှတယောက်တည်းဆိုရင်တော့မလဲဘူးဘာမှမမြင်ရင်တပတ်လောက်ကိုရှင်းပြီပါမှာအေးကွယ်အင်းကလို့သူမတွေကလည်းခုတလောအာမမဟာကြပဲကိုမနေ့ပြန်တော့ရှာကြံခေါ်ခဲ့သေးတာပေါ့အိုးမောင်ထွေးရင်မင်းတို့အတိမိတ်ဆွေတွေတော့မသိပင်လှည့်တဲ့သူမရှိဘူးလားခိုးပင်ကြီးလဲဟုတ်လားမမမြင်ဒေါ်မြင့်မြင့်ကြီးကအေးဟုဆိုတော့လဲမောင်ထွေးကပေါပြကိုခဏချာကစဉ်းစားနေသည်တရံတပ်ဖို့ပေးမှာပေါ့ကွယ်မေးစံကြည့်ပါဦး မဟုတ်ဘူးဝမ်းမမြင်ရဲ့ဒီပင်ကြီးလှဲလို့ဖြစ်ပါမလားလို့ကျွန်တော်စဉ်းစားနေတာပါဘာဖြစ်လို့မဖြစ်ရမှာလဲဟိုလေအဆောင်ရှိတယ်ဆိုလို့မောင်ထွေးလေးသာတို့တို့ဒီတော်မြင့်မြင့်ကြီးနားတဲ့သူစိတ်ဝင်သွားသည်ဒီခေကြီးပါကွယ်မင်းတို့ကယုံသေးသလားမဟုတ်ဘူးဝမ်းမမြင်ရဲ့ဒီလိုပင်ကြီးတွေမှာရှိတတ်တယ်မမမြင့်ရဲ့ကျွန်တော်တို့ကြောင့်မလေးဒီလိုပဲတဲ့ပင်ကြီးတပင်ရှိတာဘယ်သူမှမလှည့်ရဘူးအဲ့ဒါလူတယောက်ကဘာညာနဲ့လေကျွားပြီးတက်ခုတ်တာ ။တစ်ပင်ဘောကကြလို့သေပါရောလားမမမြင်ရဲ့။အမလီတော်ပါတော့ကွယ်။ဒေါမြင့်ကြီးဒီကြားရုံနဲ့ပဲခေါင်းထဲကနောက်လာကရင်ထဲကပါတက်ရှူကြက်လာရတော့ဒီ။ဘာဖြစ်ဖြစ်ကွယ်တစ်ချံလုံးပြောင်းနေအောင်ရှင်းပြပြီးဖုန်ကြီးငါးဘက်လောက်ပေးပြီးပေးရလိုက်တာပေါ့မကောင်းဘူးလား။အရှင်နေခင်ကစီမံနေမှလက်အောင်ငယ်သားကဘာမှရင်းပယ်နေစရာအကြောင်းမရှိလား။ဘောင်းတော်ကြီးစိတ်တော်ကြိုက်လိုက်ရတော့ဒီသား။ကဲကဲသွားတက်နေသလောက်ရှင်းလန့်ချီအောင်ဟောဒီဇဘဲကျွန်းကလည်း လကရှုပ်နေကြပဲမွေးဒီပါဒီအောင်နေရင်ခက်ဒေါ်တော်ကြီးအမလီဒေါ်မင်းကြီးဒီအတန်ကလေးကိုဘာကြောင့်လက်နေမိပါမသိဆဲလေးကလေးလိုအသားရကိုင်လို့လိုက်တယ်လို့ဆူဆူတာတာကလေးမြည်တော့အတန်ကလေးမြတ်တာဖြစ်သည်သို့တော့ဒီစပယ်ချုံကလေးကိုတော့ရှေ့မပြစ်ပလိုက်ပါနဲ့ဒေါ်တော်ကြီးရဲ့ဒါမိတူးတို့စပယ်ချုံမှာမနေ့ကလက်ခနဲ့ထွက်ပြေးသွားတော့ကလေးမလေးဒီစပယ်ချုံနောင်နာမှာထွက်လာရင်ပြောရှာသည်ဒေါ်မင်းကြီးဒီကလေးမကိုစိစိကြီး၍စိတ်ကိုတင်းက နေဘဲကလည်းဒီမှာဘာလို့ဘာလာလောက်တာလဲမိတုဒီအင်းကပါကောင်းမလေးကတဲကုတ်ငယ်ကိုလက်ညှိုးထိုးပြပြီးဆက်ဖြေလိုက်ပြန်သည်မိတုတို့အင်းကပဲမင်းကိုနှုတ်မပြပါနဲ့တော်တော်ကြီးရဲ့မိတုနဲ့မောင်လေးဖူးကျော်စိုက်ထားတာတွေပါနှမျိုးပါတယ်နော်လက်ရှိလူမန်းတရားသားကြီးဖြစ်တဲ့ဖြင့်ဒေါ်မြင့်မြင့်ကြီးအတော့ကိုစိတ်သက်သာရရသွားသည်မတို့ဒီမှာလှုပ်ရှိလို့ကွဒါတွေရှင်းပြလိုက်မှလှုပ်တွေလှုပ်လို့ရမှာဒါဖြင့်မိတုတို့အင်္ဂလိပ်ကိုလည်းဖြတ်ပြလိုက်မှာပေါ့နော် ဤကွယ်ဖြစ်ပြရမှာပဲပေါ့ဟိုပင်ကြီးကိုရောဒီကုတ်ကိုပင်ကိုလည်းခုတ်ပြမှာပေါ့ခုတ်ပြရင်လေအဲ့ဒီကုတ်ကိုပင်ကိုစောင်းတဲ့ဖိုးဖိုးကစိတ်ဆိုးမှာပေါ့ဘသူရဲ့ဖိုးဖိုးလေဘာကြောင့်မသိတော့မြင့်မြင့်ကြီးကြည်သီးဖြန်ကနေထားသွားပြီးကုတ်ကိုပင်ကြီးကိုတစ်ချက်မော့ကြည့်လိုက်ပြီခက်လက်ဝေစာရိပ်ဖြာတော့ကုတ်ကိုပင်ကြီးသည်အပေါ်မှဆီး၍သူ့ကိုလက်ဝါးကြီးများဖြန့်ကအုပ်ထားသည်ဟုတော်မြင့်မြင့်ကြီးထင်မှတ်လိုက်သည်ထိုခဏ၌နှလုံးသွေးသည်ရင်ဝတ်ကိုဒိတ်ခင်းနေစောင်းလိုက်ရာခေါင်းထဲကမိုက်ခင်းနေဖြစ်သွားတော်၏ မမှုတတ်တာကြီးမျက်စိဇုံခွင့်ကြည့်လိုက်တော့ဆုတ်ဆုတ်ကကလေးမလေးမရှိတော့ကြီးဆုတ်ဆာမြုပ်ဆာပြောက်သွားပြန်ချီပြီမမမြင်ခေါင်းမှုလို့လားကျွန်တော်မလုပ်ပြရမလဲမလူပါဘူးကွယ်ဒါနဲ့ဆုတ်ဆုတ်ကကောင်းမလေးဘဘက်ထွက်သွားတာမြင်လိုက်လေဘယ်ကောင်းမလေးလဲမမမြင်ခုတည်းမမမြင်တဲ့စကားပြောနေတဲ့ကလေးမလေးဟာလေကာဝင်ညစ်ဆုတ်ဆုတ်ကလေးနဲ့အသက်ရှင်နေလောက်ဟဲ့ရင်ကျွန်တော်မတွေ့မိဘူးမောင်ထွေးပြေကြောင့်တော့မြင့်မြင့်ကြီးရင်းနှွေးတုံလာရပြန်ချီပြီဆန်းတော်ဆန်းသည်ဘလို့ပါလိမ့် နောက်တနေ့ကဲမင်းတို့ဒီတဲ့ပင်နဲ့ဒီတဲ့ကိုကိုအပြည့်ရှင်းလိုက်ကြကွယ်အင်းအင်းဖြဲခါနဲ့တဲ့ပင်လည်းကငွေတရာတိတိပေးမယ်အများဆုံးသာရှင်းမြက်လိုက်ကြပြီးတော့တော်ပြင်းပြင်းကြီးလေးတန်းဒီမာရွေ့အတွက်နေဤအိမ်မှာကလေးကခင်မွန်းတန်းနဲ့စကားပြောဆင်မပြဖြစ်လာသည်မှာပို၍လေးတန်းမာနေတော့ဤမောင်ထွေးမင်းကတဲ့ဖြတ်တဲ့နေရာမှာစောင့်ကြည့်နေတဲ့ပင်ကိုတော့နည်းနည်းသတိထားခုတ်ဟေးအပင်ကမြင့်လို့သတိပေးတာမောင်ထွေးဒီတခင်မလူကြချက်ချင်းပဲဆောင်ရွက်တော်ဤ တဲကုတ်ကလေးကိုဖျက်ချသည့်လူစုတဲတွင်သူဘပါဝင်က အတက်စရောဆောင်ရွက်ပြနေလေရာကားရဲတွင်ထိုင်၍ဆောင်ကြည့်နေသူတော်မြင့်မြင့်ကြီးကအကျဉ်းနဲ့ကြီးကျဉ်းနဲ့နေတော်၏ဒီကြံကလေးနှင့်ပတ်သက်သည့်ကိစ္စများကိုခင်မွန်းတဲ့ကူညီမှာပါပဲလောက်ကင်နိုင်ကြောင်းတက်သည့်ပြနိုင်သည်ဖြင့်ပို၍ကျဉ်းနဲ့နေမိ၏ရှင်းလင်းပြီးမှအင်္ဂါလူကြီးကိုခေါ်ပြလိုက်ရုံပဲနေရာတကာအသက်တာခိုးခြင်းနဲ့လူကြီးတော်လာတော်မြင့်မြင့်ကြီးသည်အတွေ့သည်တိုးတိမ်ညင်သာသောအတန်ကလေးတစ်ခုကြောင့်လမ်းတဝက်တွင်ပြတ်သွား၏အတန်ကလေးသည်မြင်းမြင်းကလေး လေးလေးတွက်တက်ကလေးတကယ်ကြရတာမဟုတ်ရလားနားကြလွဲ့လို့ထင်ပါရဲ့မဟုတ်ပါသေးချာချာနားဆွေထောင်ကြီးမှာရှာကြီးငငင်ကြိတ်၍ငုံနေသောအတံကလေးတစ်ခုဖြစ်မှန်းသိသာလာသည်အမေရဲ့အမေရဲ့မိတူတို့အင်္ဂလိပ်ကိုဖျက်ပစ်ကုန်ကြပြီအမေရဲ့ဟီဟီဟီဆိုဒီငိုတန်လေးကြောင့်ဒေါ်မြင့်မြင့်ကြီးခေါင်းနှံပန်းကြီးသွားတော်သည်ငိုတန်ငိုရောကြားရသည်ငိုသူကိုမူရဲ့ရောင်များပြမတွေ့ရသည်ဖြင့်ပို၍စိတ်တုံလို့သွားသည် အမေရဲ့လာကြည့်ပါဦးအမေရဲ့မိတူတို့အင်္ဂလိပ်တီးနဲ့ကျုပ်ကဲဝိုင်းနေသောပြောနေသောစကားလုံးများသည့်ရှိုက်တံများကြားတွင်နှင်းမြုပ်သွားပြသည်ကားတောင်တဲတွင်ကိုကိုကလေးထိုင်ရင်းဒေါ်မြင့်မြကြီးတယောက်ချွေးသေးများပင်ပြန်လာတော့၏ယင်းနဲ့ကလည်းကတုံငင်ဖြစ်ကခေါင်းကပါမူးနော်နော်ကြီးဖြစ်လာပြန်တော့သည်ဖះဖះပြုပြုစံများကုသိုလ်ဖို့ကို32ပုံတတ်တော်များအားလုံးကိုမျှပေးဝေပါれအမျှယူကြပါအမျှအမျှအမျှ ရုပ်တရားတန်ကိုထွက်ရမြပင်အမြတ်ပေးဝေလည်းမိသာဖြစ်သွား၏။ဘာကြောင့်မြဝေမိမမသည့်သူကိုယ်သူပင်တတိမထားလိုက်မီ။သို့သောတော်မြင့်ကြီးအမြဝေလိုက်ခါမှကျိတ်ငိုတန်ကလေးကပောက်ကွဲထွက်လာတော်သည်။မိတုတို့အင်္ဂလိတော်ပြတ်သွားပြီ၊ကွယ်မောင်းလေးရဲ့ပြေကုတ်ကလေးကအမိုးလုံးဝမရှိတော့ပေ။ဖြတ်သူများကဘေးတွင်ကတ်ထားသည့်ဝါထရန်ပောက်ပြင်းများကိုအသာခွာထုတ်နေကြသည်။ဟဲ့သမီး။သမီးမိတုအမေဖြင့်ပြောက်လို့ရှာလိုက်ရတာကွယ်။ဘာဖြစ်လို့ဒီမှာလာငုံနေရတာလဲသမီးရဲ့။ တဲခက်တဲ့သမီးပဲကွယ်အတန်တက်တခုက ရုပ်ရည်ပေါ်လာရန်ကြီးနေပါဦးဒီတန်ကြောက်ဘူးတို့လိုပါပဲဒေါ်မင်းမြင့်ကြီးအတင်း၍တကားတကားကိုဖွင့်ကအပြင်သို့ဆင်းလာ၏ဩမမမြင့်မမမြင့်ဟုခေါ်လိုက်သူကဒီချံကလေးဤပိုင်ရှင်ဟောင်းတစ်ခုတစ်ခုလက်မှကလေးဒေါ်မြအေးနေပါဦးဒါကြီးသမီးလားဒေါ်မင်းမြင့်ကြီးကသူ့သီလိုဒီကိုချက်ချင်းမေးမိ၏ဟုတ်ပါတယ်မမမြင့်သူကကြီးဆုံးမှာ စိတ်ရှုံနေရတာမမမြင့်ရဲ့ဒီခြံကလေးရောင်းလိုက်ကလေးကငုံငုံနေတာခုလည်းဖျားနေတာမမမြင့်ရဲ့စီးထိုးရတာတုံးချောင်းရှိပြီညတိုင်းလည်းထထရောင်းနေတာလွန်လို့ကျမဖြစ်ဘာလို့ရောက်မှန်းကိုမသိအောင်ပဲမမမြင့်ရဲ့တိတ်ပါသမီးရဲ့တိတ်ပါကွယ်နော်ခက်တယ်မမမြင့်ရဲ့သူကတိတ်ကိုဆွဲလန်းကြည့်ရတဲ့မင်းကလေးမမမြင့်ရဲ့လာလာအိမ်မြန်ကြစို့နော်သမီးဒီကုန်းလုံးလည်းပူလိုက်တာချစ်ချစ်တောင်းနေရောနေဘူးကြီးတဲ့ထွက်လာရသလားမိတုရဲ့မမရည်ဒီဒေါ်မြင့်မြင့်ကြီးကို ရှင်းပြနေရမှသမီးလေးဘက်သူလည်းကချော့ရှာ၏မိသူကလေးသည်မျက်ဤတွေတွေကြနေရမှဒေါ်မြင့်မြင့်ကြီးကိုမျက်ဤတွေတွေကြနေရမှဒေါ်မြင့်မြင့်ကြီးကိုမျက်တော်မခတ်ဆက်ကြည့်နေမိ၏သူကြည့်တွင်မုံဒီချင်းသဘောပြေဝါပါရှိနေသည်မမမြင့်ဒီမှာလာလာငူနေတဲ့ကောင်မလေးဆုံးသွားပြီတဲ့ဟုတ်လားဘယ်တုန်းကတည်းကဒေါ်မြင့်ကြီးရင်စီဘာကြောင့်မှမသိအတော်ကြီးပင်ရှင်းလင်းပေါ်ပေါ်သွားလေသည်မင်းကြံကားတဲ့စောစောက ဟိုဘက်ခြံကတော့ဆိုးပြောနေတာကြားလိုက်တယ်မမမြင့်အေးကွယ်ခြံရှင်းပြီးအပြန်ညာအီးတို့အိမ်ဘက်ခဏလှည့်လိုက်တာပေါ့ငွေလေးပါလိလဲကူရတာပေါ့ကွယ်တနေ့ကတွေ့တုန်းကလေးကညာအီးကပြောသားကောင်မလေးကအတော့ကိုဖြားနေတာတဲ့နေဘူးကြီးတဲ့ပေါ့လို့ပဲသာလှွတ်ထားတော့ဒီလိုပဲဖြစ်မှာပေါ့မအီးသေးကတဲပေါ့တာကိုတော်မြင့်မြင့်ကြီးသည်တွတ်တွတ်ပြောနေရမှရှင်းသွားပြီဖြစ်သည့်တက်ကုတ်လေးနေရာတို့တစ်ချက်လှန့်ကြည့်လိုက်ပြီအရင်ကလိုရှုပ်ရှုပ်ဘူးဘီမဟုတ်တော့ပါဘူးကိုကိုပင်ကြီးလက်ပြင်းဒီထက် ပူရှင်းသွားအောင်ပါပဲပေါ့မောင်ထွေကြီးတစ်ပင်ကြီးကိုတော့ဒီနေ့ပြည့်ပြည့်အောင်လုပ်ကြပါစီကွယ်နော်မင်းကလည်းကြိတ်ခိုက်လိုက်ပါဦးတတိတော်ထားကြပါစီနော်စိတ်ချပါမမမြင့်ကျွန်တော်ပြော့ထားပြီးပါပြီပြောပြောပြောဆိုမောင်ထွေကလုံးဝမမြတ်တန်းရှောက်သွားသည်ဒေါ်မင်းမင်းကြီးတယောက်တည်းပိနေပင်ကြီးခွဲခိုးရင်းကြံရိတ်ခဲ့ဤဒီခိုက်မီတိုးနဲ့ပတ်သက်သည့်အတွေ့အကြုံကသူ့ရင်ဝယ်အမှတ်မထင်ဝင်ရောက်လာသည်ဒီကောင်မလေးတည်သွားတာသွေးယူသားယူမဟုတ်ရလား ူတို့ခြံကလေးကိုငါတို့မတရားယူလိုက်လို့အထင်ကြီးနဲ့ဈေးသွားတာလားမှမသိတာအဲ့ဒီလိုအဆွဲနဲ့ဈေးသွားတာဆိုရင်သူ့ဝိညာဉ်ဟာဒီခြံထဲမှာခွာမှာမဟုတ်ဘူးတွေ့ရင်တွေ့ရင်မီတူဤရုပ်သွင်ကလေးကို မြင်ရောင်လာသည်သူကမုန်းလို့တော့ကြီးဖြင့်စိမ့်စိမ့်ပေါအောင်ကြည့်ခဲ့သည့်မျက်လုံးပြောင်ပြောင်ကလေးများတိုးတိုးတိတ်တိတ်ကြည့်၍လိုက်လဲတငင်ရှိုက်ခါငိုကြည့်ခဲ့သည့်ကြေကွဲပွဲတန်ကလေးသူတို့အင်္ဂလီကိုဖြည့်စီမပြည့်ရန်သူတို့ပဲမင်းလေးများကိုခုံးမပြင်းရန်အတနာခံတောင်းပန်သည့်တန်ဆူဆူကလေး မီတူးနှင့်ဂျုံကဆုံခဲ့ခြင်းကမြင်တွေ့ကြရသမျှအရာလုံးသည်ဒေါ်မြင့်မြင့်ကြီးရင်ွယ်မြစ်တွင်နေသည်မှာပယ်ဖြောက်၍ပင်မရတော့ကြေ။ဦးဘာဖြစ်လို့များတွေ့နေမိပါလိမ့်။သူတည်သွားပြီပဲ။အေးသွားပြီပေါ့။ဒေါ်မြင့်မြင့်ကြီးသည်မျက်စိကိုစုံမိပြီးခင်ကနေတပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ဒီခဏတွင်ဒေါ်မြင့်မြင့်ကြီးနားထဲတွင်ဆွေးနေသည့်တန်ကလေးကရုတ်တရက်ပေါ်ထွက်လာပြန်၏။ဒေါ်တော်ကြီးဒေါ်တော်ကြီးစပယ်ဂျုံကလေးကိုတော့ခုံမပြူလိုက်ပါနဲ့နော်။ ဒေါ်မင်းမြင့်ကြီးသည်အသေးရောဥပါတုံပြီးအမလေးဟုတခွန်းသာဆိုနိုင်ပြီးသတိလက်မေးမြော့သွားတော်သည်မောင်ရွေသည်ဒေါ်မင်းမြင့်ကြီးရှိရသူအပြေးလွှတ်ရောက်လာသည်ဒေါ်မင်းမြင့်ကြီးနားတွင်မုံတို့သည်ကလေးရက်နေသည့်၆နှစ်ရွယ်ကောင်ကလေးတယောက်ကိုမောင်ထွေးတွေ့ရာမင်းမင်းမင်းဘာလို့ရတယ်လဲမင်းဘယ်ကလဲကျွန်တော်ဒီအင်းကပါဦးရဲ့ဒေါ်လိုကြီးကိုကျွန်တော်ဗမာလောက်တော်မဟုတ်ပါဘူးသူ့ဘာသာသူလဲကြတော်တာပါဦးရဲ့ကောင်ကလေးကရခင်တဲကုတ်ကလေးရှိခဲ့သည့်နေရာကိုလက်ညှိုးညွှန်ပြရင်ဖြစ်သည် စင်စစ် ဒီကောင်ကလေးဒီတည်ဆုံသွားသည့်မိတုကလေး၏မှားထားချက်အရလာရောက်တောင်းပန်နေခြင်းကိုဒေါ်မြင့်မြင့်ကြီးသာသိလင်းနဲ့ညဝတီမဂ္ဂဇင်း1983နဲ့နော်နားဆင်ပေးကြသောညီကောင်မတော်များလုံးကျေးဇူးတို့တင်ရှိပါရခင်ဗျာညီကောင်မတွေအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေပြည်ရန်များကိရှင်းကြပါစေလူကျင်သောပန်းနိုင်ကိုလည်းများစုရောက်ရှိကြပါစေခင်ဗျာနောက်လာမယ့်ဝိထုတို့များကိုလည်းဆက်လက်နားဆင်ပေးကြပါဦးလို့ကျွန်တော်တို့ညီကောင်မတော်များရောတောင်းဆိုပါရစေခင်ဗျာ